င်္ဂလာပါခင်ဗျာအီအာရီယာနေပတ်စင်စီစဉ်တင်ဆက်နေကြအေဒါစကားဝိုင်းစီစဉ်ကနေကြိုးဆိုပါတယ်ဒီဘက်ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ဂျာသိခင်ကပဲထိုင်းနိုင်ငံမှာဩဇာအာဏာကြီးမားတဲ့ဝါရင်နိုင်ငံရေးသမားဟောင်းကြီးတယောက်ဖြစ်တဲ့တက်ဆင်ရှင်နဝတ်ထောင်တန်းတစ်နှစ်ပြန်ကျသွားတဲ့အကြောင်းကိုကျွန်တော်တို့ရဲ့အီအာရီအေဒါချုပ်ကိုအောင်စော်နဲ့ကျွန်တော် ဆွေးနွေးသုံးတက်မှာဖြစ်ပါတယ်။ကျွန်တော်ကဒီအော်ဒီအမှုဆောင်အေဒါရဲနေပါ။မင်္ဂလာပါကိုဇော။မင်္ဂလာပါကိုရဲနေ။မင်္ဂလာပါ။ကိုဇော်အခုပြီးခဲ့တဲ့ရပ်ပိုင်းတွေအတွင်းမှာပဲဟလာဒီကျွန်တော်တို့စိတ်ဝင်စားနေစောင့်ကြည့်ရတဲ့နိုင်ငံရေးဒရာမာလို့ပြောရမှာပေါ့နော်။အဲ့ဒါကတော့ထိုင်းနိုင်ငံဖြစ်သွားတဲ့အဲတက်ရှင်ရှင်ဘွက်ပြန်ပြီးတော့ ောင်တန်တစ်နှစ်ချခံလိုက်ရတဲ့အကြောင်းကတော့အဲ့လိုမျိုး holy တကျော်လို့ပြောရမှာပေါ့နော်သူတကယ်တမ်းဆိုလို့ရှိရင်အဲစက်တမ9ရက်နေ့မှာအမှုယုံချင်းရှိတယ်ဒါပေမဲ့အဲ့ဒါမတိုင်ခင်မှာပဲခုနကစင်ကာပူကျမကြီးအကြောင်းပြချက်နဲ့ထွက်သွားပြီးတော့မှလမ်းမှာကောက်ခံငင်ကခုနကဒူဘိုင်းကိုပါထွက်သွားတဲ့အခါမှာကျတော့ဟာထွက်သွားပြီပြန်မလာတော့ဘူးဆိုပြီးတော့တော်တော်များများရတယ် အဲပြောနေကြတာဗောနော်နောက်ဒါပေမဲ့ तू ကလည်းအဲ့လိုမျိုးဒီဟိုဆိုရှယ်မီဒီယာပေါ်မှာငါပြန်လာခဲ့မယ်ဆိုပြီးတော့နောက်ဆုံးတကယ်ပဲပြန်လာခဲ့တယ်နောက်ပြီးတော့အဲထောင်တန်းတစ်နှစ်ချလိုက်တဲ့ဥစ္စာကိုပဲအဲ့လိုမျိုးကြီးကြီးနက်နက်ကြီးခံယူပြီးတော့အခုကထောင်ထဲမှာသွားနေကြတာဗောဒီဇာလန်းကိုကျွန်တော်တို့ကြည့်ရတော့တော်တော်များများကအားအသင့်သွားတာဗောနော်ဘာဖြစ်လို့လဲဆိုတော့ तू ထောင်တန်းမအဲ့လိုမျိုးမကြခြင်းလို့ရှောင်ပြေးပြီးတော့မှပြန်လာပြီးတော့ထောင်တန်း အဲ့လိုမျိုးဟိုချခံတာကိုကြီးကြီးနက်နက်ကြီးခံယူသွားတယ်ဆိုတော့တော်တော်များများကတော့အံ့ဩသွားတယ်ကိုအောင်စောအနေနဲ့ဟိုဘလို့အဲ့လိုဟိုပြောကြင်တယ်လွန်ခဲ့တဲ့3လလောက်ကကျွန်တော်ဒီအကြောင်းနေဆွေးနွေးခဲ့ဘူးပါတယ်အဲအဲ့တော့ဒီကနာကိုရဲနေပြောသွားတဲ့ဒီနိုင်ငံရေးဒရမာတွေပေါ့နိုင်ငံရေးဒရမာတွေအထက်နိုင်ငံတကူတယ်မဟုတ်ဘူးအခုဆိုအရှိတောင်အရှမောင်အာရှမောင်ဖြစ်နေတာတွေကဟာလာမြန်မာမှာဖြစ်တယ်ထိုင်းမှာဖြစ်တယ်ထိုင်းကမ္ဘောဒီးယားဖြစ်တယ်ပြီးတော့အင်ဒိုနီးရှားမှာဖြစ်တယ် ပြီးတော့နောက်ဆုံးနေပေါ်ရောက်သွားနေပေါ်ကိုတရင်ကိုကြည့်မယ်ဆိုတော့ကျွန်တော်တို့ဆင်းနေတဲ့အချိန်မှာပဲဟလားအစိုးရဖွဲ့ဝင်တွေကိုဟယ်လီကော်ပတာနဲ့ကယ်ထုတ်သွားတဲ့ drama တွေကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့မှာအတွေ့အကြုံလာတာဒီလိုဟာမျိုးမြန်မာပြည်မှာဖြစ်ခဲ့ပြီဆိုရင်တော့ဖြစ်လက်ဖြစ်ခဲ့ဘူးတယ်အဲ့တော့စိတ်ဆိုးဒေါသထွက်နေတဲ့ပြည်သူလူထုကြီးကနေပြီးတော့ဟလာအခုဘူဂျိုကြီးမင်းအောင်လိုင်းနဲ့သူမိသားစုဘလို့များဘလို့များစီရင်ကြမလဲဆိုတော့ အယိုးသားတော်ရှာလို့ရပါမလားဆိုတဲ့အတွေ့အလေးကျွန်တော်အခု recording လုပ်ခင်မှာတွေးမိတာပေါ့နော်တွေးမိတွေးမိတာပေါ့နော်ဆိုတော့ကဲကျွန်တော်ပြောချင်တာ tax in အကြောင်းဆိုတော့ခုနကကိုရဲညီလည်းပြောခဲ့ပြီးပြီဆိုတော့ तू ကပရမတ်ရဲ့ exam ဘွားနေရသူ15နှစ်နေပြီးသွားပြီဒုတိယ exam ဘွားကိုသွားပြီလို့တွက်ခဲ့သူတွေရှိတယ်သူပြန်မလာတော့ဘူးဆိုတော့တွက်ခဲ့တာတွက်ခဲ့တာရှိတယ်သူဒူဘိုင်းကိုသွားတဲ့အခါမှာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီနေ့ထိုင်းနိုင်ငံမှာရှိတဲ့ဒေတိကျနိုင်ငံကြီးအရာတွက်ဆတဲ့သူတွေတော့မှာ နိုင်ငံရေးသူကမင်းတော်မှဒီတစ်ခါလွဲခဲ့တာကျွန်တော်တွေ့ရတယ်။တက်ဆင်ကပြန်လာတယ်။ပြန်လာပြီးတော့သူဟာတရားရုံးမှာတရားရုံးမှာအမှုရင်ဆိုင်တယ်။တရားရုံးကချမှတ်ထားတဲ့တနစ်ထောင်ထဲမှာနေရမယ်ဆိုတော့သူလက်ခံပြီးတော့ဘန်ကောက်မှာရှိတဲ့ဒီ Central Prison လို့ခေါ်တယ်ဟလားဘိုးထောင်သွားပြီးတော့သူထောင်ထဲဝင်သွားတွေ့ရတယ်။ဒီနေ့သူကထောင်ထဲမှာ9ရက်9ရက် quarantine ဝင်နေပြီဆိုတဲ့ကာလတစ်ခုရောက်သွားပြီဆိုတော့ဆိုတော့တချင်တော့တိုင်းနိုင်ငံမှာဩဇာအလွန်ကြီးခဲ့တဲ့နိုင်ငံရေးသမား ဦးကြီးချုပ်ဟောင်းပြီးတော့ဘီလီယံနာတယောက်လည်းဖြစ်တယ်ဒီနေ့သူ့ရဲ့ကျွန်တော်တို့ဒီအတန်သွင်းနေတဲ့အချိန်မှာသူဟာထောင်ထဲမှာဟာသူ့ဘဝဖျက်ဆီးနေရပြီသူဘလို့ဆက်ပြီးဖျက်ဆီးမလဲဆိုတာသတင်းစာတွေကကြေကြတာကြတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကသူကထောင်ထဲဝင်သွားတဲ့အချိန်မှာသူပြောသွားတာသူရဲ့ physical freedom တွေဆုံးရှုံးခဲ့ပြီမဲ့ the film တော့ပေါ့နော်အဲအဲ့သူ့ရဲ့အတွေ့အခေါ်တွေကတိုင်းပြည်နဲ့လူမျိုးအတွက်ကိုသူကအချိုးရှိမှုတွေဖြစ်ရမယ်ဆိုတာမျိုးသူကထောင်ထဲဝင်နေမှာပြောသွားတာတော့ကျွန်တော်ကြားလိုက်ရတာပေါ့ ဆိုတော့သူဒီလိုမျိုး ထောင်ထဲသွားဖို့ကိုသူဘာကြောင့်အဲ့လိုမျိုးဆုံးဖြတ်ခဲ့တာနောက်ပြီးတော့ဒီမျိုးဒီထောင်တန်းတစ်နှစ်ပြီးသွားတဲ့အခါမှာသူပြန်လာနိုင်အောင်မလားနိုင်ငံကြီးဟိုဒီထိုင်းနိုင်ငံကြီးဒေါကတွေဘာဖြစ်လို့လဲဆိုတော့ तू အဲ့လိုမျိုးခုနကကိုအောင်ကျော်ပြောတယ်လိုမျိုးဟိုသူ့ရဲ့ statement ဟာနိုင်ငံကြီး statement ဖြစ်နေတာဟိုဆိုတော့ကျွန်တော်ထင်တာကဒီအချက်နှစ်ချက်ပေါ်မှာအဓိကထားပြီးစဉ်းစားကြရတော့ပြောလို့ရပါတယ်နံပါတ်1ချက်ကတော့ full time party သူ့ရဲ့ party ဆက်ပြီးတော့အသက်ရှင်ဖို့အတွက် သူထောင်ထဲဝင်မှုဆုံးဖြတ်ခဲ့တယ်။နောက်တစ်ခုကတော့သူ့ဘဝနဲ့သူ့မိသားစုသူ့ရဲ့စီစဉ်ရေးဥစ္စာအတွက်။သူကဒီနိုင်ငံမှာဘီလီယံနာတယောက်ပဲ။ဟုတ်တယ်မလား။တထောင်ထဲမှာနေရမယ့်ကာလကလည်း10နှစ်လည်းမဟုတ်15နှစ်လည်းမဟုတ်။ဟောနာမှာတစ်နှစ်ပဲနေရမှာဖြစ်တယ်။အဲတစ်နှစ်ဆိုတဲ့ကာလကလည်းဟလာဒီကျဲမှာ amnesty လို့ခေါ်တဲ့ဟလာနှစ်စင်ပေးနေတဲ့အဲသူတို့လူငင်းချမ်းသာခွင့်ဆိုတာရှိတယ်။ဆိုတော့ဒါတွေနဲ့တင်သူကအချိန်တိုလေးမှတင်ပြန်လွတ်လာနိုင်မယ်လို့တွက်ဆနေတဲ့သူတွေရှိတာပေါ့နော်။ဆိုတော့ဒါပေမဲ့ သတင်းစာရဲ့ရေးရတော့ဒီဒီ clown clown prime ဆိုတဲ့ဒီ central prison မှာပေါ့နော်ဒါဒီထိုင်းနိုင်ငံမှာအဆောင်အချက်အထူးတက်ဆုံးနဲ့ထားတဲ့အချင်းချောင်ဖြစ်တယ်တကယ်နာမည်ကြီးရာဇဝတ်သမားတွေအဲ့မှာရှိကြတယ်အဲ့မှာဟလာဘိန်းဘိန်းမောင်ကိုရာဇာတွေအပြင်နိုင်ငံရေးကျင်းသားတွေအဲ့လိုမျိုးတွေထားတဲ့နေရာပေါ့နော်ဆိုတော့ဝင်းကြီးချုပ်ဟောင်းတဆင်ကိုလည်းအဲ့ဒီမှာဘယ်လိုနေရာမှာထားမလဲဆိုတာလဲ speculation လုပ်စရာတွေပေါ့နော်အဲ့နောက်ပြီးတော့သူကအဲ့ဒီမှာဆိုရင်လည်း ထောင်ဆင်းမှမဟုတ်ဘူးဆိုရင်သူကြမ်းပြစ်မှအေးရတယ်အဲ့လိုမျိုးတွေပေါ့ရှိတာပေါ့နော်ဆိုတော့တခြားအချင်းသားတွေနဲ့အချင်းသားတွေနဲ့ထားမယ်ဆိုရင်သူအသက်အနေဆိုးရလားဆိုရဆူနေကြတဲ့ထိုင်းပြည်သူတွေထဲမှာရှိတာပေါ့နော်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်တို့နောက်ဆုံးကျွန်တော်ကြားနေရတဲ့နေရာဆိုရင်တော့သူ senior citizen သူက83နှစ်ရှိပြီ senior citizen ဖြစ်တဲ့တခြား senior citizen တွေနဲ့ပဲရစသားတွေမဟုတ်ဘူးအဲ့လိုမျိုးတွေနဲ့ပဲသူထားမယ်ဖြစ်နိုင်မယ်ဆိုရင်တော့မှသူ့အိမ်မှာရှိတဲ့ထောင်ထဲမှာရှိတဲ့အကြောင်းမှာ င်္ဂလိပ်စာသင်ခိုင်းမယ်ဆိုရအစီအစဉ်မျိုးလေးတွေစပြီးတော့ပြောနေတာမျိုးတွေကျွန်တော်တို့ရှိတာပေါ့ဒါဒါပေမဲ့ဒါအထူးဆန်းလာဆိုတော့မဟုတ်ဘူးလေမြန်မာနိုင်ငံမှာလိုပဲထိုင်းနိုင်ငံမှာလည်းဟဲ့လားနိုင်ငံရေးသမားတွေအာနိုင်ငံရေးသမားတွေကထောင်ထဲသိမ့်ဆိုင်ကြတာမဟုတ်ပါဘူးစိတ်ဝင်စားဖို့နောက်ကောင်းတဲ့တစ်ချက်ကသူထွက်သွားတဲ့နေ့မှာပဲထိုင်းပါလီမန်ကနေပြီးတော့ဟဲ့လားဒီသူ့ရဲ့ငယ်ဝေးခြံပေါက်လို့ပဲပြောရမှာပေါ့အာဝင်းကြီးချုပ်တဲ့ အနုထင်ချန်ဝီရကူကို အတိုက်ခံ ပါတီဖြစ်တဲ့ပြည်သူ ပါတီရဲ့ကြားကံမှုနဲ့ရွေးတင်လိုက်တာ哦ဆိုတော့အခုတက်လာတဲ့ဝင်ကြီးချုပ်အနုထင်ကိုလည်းတက်စင်အသေးစားလေးဆိုပြီးတော့ဝေဖန်ကြတာအဲ့လိုမျိုးဟိုကျွန်တော်တို့လည်းတွေ့ရတာဘာဖြစ်လို့လဲဆိုချမ်းသာတယ်နောက်ပြီးတော့ခုနကနိုင်ငံရေးရည်မှန်းချက်ရှိတယ်ဆိုတဲ့အခါမှာကြာတော့အဲတက်စင်နဲ့အဲ့လိုမျိုးပေါ့နီးစပ်တယ်လို့ပြောရမှာပေါ့နော်သူ့ကို character ဆိုတော့ထိုင်းနိုင်ငံကြီးကိုကြည့်မယ်ဆိုဘန်ကောက်နိုင်ငံကြီးပေါ့နော်ဘန်ကောက်နိုင်ငံကြီးမှာနောက်ပိုင်းနှစ်နှစ်ဆယ်မှာကြီးဆိုးတာမျိုးများတယ်အဲ့တော့ Anutin ကိုပြောမယ်ဆိုရင်လည်းသူက ambitious ကြီးတဲ့ကြောဖြစ်တယ်သူ grand list စဝိုင်းသမားတယောက်ဖြစ်တယ်အတူဖျားအရင်တော့ဆိုးရတယ်မဟုတ်အဲ့ဒါအစိုးရရဲ့ interior minister ပေါ့နော်ပြည်ထောင်ဝန်ကြီးဟောက်ထားဆောင်ခဲ့မှုတယ်အဲ Newton ရဲ့သူ့ရဲ့ personal assets တွေကိုကြီးညာတာတော့မှသူက3.9 billion လောက်သူချမ်းသာတယ်လို့ရှိတယ် ဆိုတော့ထိုင်းနိုင်ငံကြီးမှာလုပ်တဲ့အခုလောကျွန်တော်ပိုင်းလုပ်တဲ့ထိုင်းနိုင်ငံကြီးမှာနောက်ပိုင်းလုပ်တဲ့လူငယ်ရောလူကြီးတော်များများတကယ်မီလီယံနဲ့ဘီလီယံတွေများပါတယ်တကယ်ချမ်းသာတဲ့လူတွေဝင်ပြီးတော့ဒီ elite politics ကိုဝင်ပြီးတော့လုပ်ကြတာပေါ့နော်ဆိုတော့ဟိုနောက်တစ်ခုထူးခြားတာကတော့ထိုင်းနိုင်ငံတက်သူမှပညာသင်ခဲ့တဲ့ပြင်နိုင်ငံတက်သူမှလည်းအမေရိကန်မှာပညာသင်ခဲ့တယ်ပြန်လေ့လာကြည့်ရင်ထိုင်းနိုင်ငံမှာအခုနိုင်ငံရေးဝင်လုပ်ကြတဲ့လူလက်ပိုင်းတွေလူငယ်ပိုင်းတွေအများစုက ိုင်းနိုင်ငံပညာသင်ခဲ့တဲ့အပြင်တခြားနိုင်ငံတွေမှာလည်းနောက်နိုင်ငံတွေမှာလည်းဘွေရရခဲ့ပြီသူတွေဆိုတော့လည်းကျွန်တော်တခုတော့တွေ့ရတာပေါ့နော်ထူးခြားပါတယ်ဆိုတော့ဟိုသူက32ယောက်မြောက်ဝင်ကြီးဖြစ်တယ်အရင်တော့ကလည်းကျမိုင်ဝင်ကြီးတို့ပြည်ထဲဝင်ကြီးတို့ဒုံကြီးချုပ်ဆိုတာဝန်တွေပူတဲ့တာဝန်ထမ်းဆောင်ခဲ့တယ်ပေါ့အဲ့တော့ထိုင်းနိုင်ငံမှာဩဇာတိကမကြီးတဲ့နေဝင်ချစ်ချော့ဆိုတဲ့အဲသူရဲ့သူနဲ့အရင်နေဆက်တဲ့သူတယောက်ပေါ့နော်နေဆက်တဲ့သူတယောက်ဖြစ်တယ်ပေါ့ဆိုတော့ သူနဲ့ပတ်သက်ပြီးတော့ policy တခုကတော့ကိုရဲနေတိမယ်တင်ပါတယ်။ဒီကတော့စေးကြောက်ကိုတရားဝင်အုံဆွဲခွင့်ပြုလိုက်တာပေါ့ခုနကရာဇဝဲမှုမဟုတ်တော့ဘူးဒီဟာကအဲ့လိုမျိုးအဲ tourist attraction အောင် ဖြစ်သွားတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီစီပွားရေးကိုမြင့်တင်ဖို့အတွက်ကိုအဲ့လိုမျိုးဟိုတဲတန်လိုနေတဲ့အချိန်မှာဒီဟာကအဲ့လိုမျိုးဟိုဒူးပြောများခဲ့တဲ့အဲ့လိုမျိုး policy တို့ပြောရမှာပေါ့အခုဟို သူ့ကိုတင်လိုက်တဲ့အဲ agreement နဲ့မှာပေါ့နော်ပြည်သူပါတီနဲ့အဲ့လိုမျိုးအခုသဘောတူညီချက်ထဲမှာတော့လေးလပဲဆိုတဲ့အခါမှာကြာတော့လေးလပဲသူလောက်ရမယ်နော်ပြီးတဲ့အခါမှာယူကောက်ပွဲကျင်းပဆိုတော့ဒီကြားထဲမှာသူ့ရဲ့အဲ့လိုမျိုး priority ပေါ့ဟိုအဓိက target တွေကဘာတွေဖြစ်မလဲမသိစီဝိုင်းကိစ္စလို့ပြောမှာပေါ့နော်တန်းနိုင်ငံမှာရှိတဲ့ cost of living ကလည်းမြင့်လာတယ်စီဝိုင်းကြီးကလည်း stagnation ဖြစ်နေရက်နေတန့်နေတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကတော့ဒီသူအဓိကဖြေရှင်းပြဿနာ အဓိကဖြည့်ရှင်းအရေးကိစ္စဖြစ်တယ်ဘာအဲ့ဒါကိုပဲသူအဲ့ဒါကိုလည်းသူအဓိကလှုပ်ဆောင်မယ်ပြီးတော့ကက်ဘိနက်ကိုသူဖွဲ့စည်းပြီးသွားပြီဟာလာပြီးသူရဲ့လိုဘတ်ချက်ကိုသူကလှုပ်ဆောင်မယ်လို့ပြောတယ်ဒါပေမဲ့ခုနကကိုရဲနေပြောခဲ့တယ်ပဲလေးလလို့ပြောတော့လဲပဲကျွန်တော်တို့ရင်တော့မှတ်ခံမှန်းခဲ့တာရှိအော်တိုဘာမှာ election တခုဖြစ်လာမလားဆိုခံမှန်းခဲ့တာရှိဆိုတော့အခုဆိုရင်တော့သူလေးလဘုန်းကြီးရုပ်တောင်ပေါ်သူယူပြီးတဲ့ chance စားပြီး people party ကနောက်ကနေ king maker ပုံစံနဲ့သူ backup လုပ်ပေးတယ်ဒါပေမဲ့ cabinet post ခုမှဝင်မပြီးဘူးဆိုတော့ကတော့ ်ပီပယ်ပါတီကလည်းဒီလာမဲ့ election သူမှန်းထားပုံရတယ်ပေါ့နော်ဆိုတော့ဟိုလေးလာသူထမ်းဆောင်ပြီးရင်သူ house dissolution လုပ်ရလိမ့်မယ်အဲ့ဒါပြီးတော့မှသူ election နဲ့ပြင်ရလိမ့်မယ် election ဖြတ်သိမ်းပြီးရင်တော့သူဒီဒီ election ကိုပြင်အဲ့ဒီ election တော့ဆိုတော့3လကျော်အချိန်ပြင်ရမယ်ဆိုတော့ကျွန်တော်ထင်တယ်ခံမှန်းကြတာ election က match နဲ့ april မှာဖြစ်သွားနိုင်တယ်ပေါ့ဆိုတော့သူကတော့ဝင်းကျုပ်ပြောင်းနေနေဆိုတော့တက်တန်းအနည်းဆုံး လေးလခဏလဝင်းကျင်လောက်သူယူသွားမယ်လို့အားတွက်နေကြရှိပါတယ်ကျွန်တော်တို့ဝင်းကြီးချုပ် project kit ထဲကအခုချိန်နေကျွန်တော်တို့ဒီနိုင်ငံမှာ၅နှစ်တွင်မှာဝင်းကြီးချုပ်နေဆုံး၄ဆက်ပြောင်းသွားတာကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့နောက်တစ်ခုထူးခြားတာကတော့ဒီကျွန်တော်တို့မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့သူကအခုဖွင့်မယ် cabinet ထဲမှာနိုင်ငံခြားဝင်ကြီးကဘာလုပ်လဲဆိုတော့မြန်မာပြည်ရေးနဲ့မစိမ့်နဲ့ဟလာအဝင်ကြီးဝင်ကြီးရင်းတော့ဒုဝင်ကြီးဟောင်းဖြစ်ခဲ့ဘူးတဲ့ဆရာဆက်ဖြစ်တယ်အဲဆရာဆက်ကလည်းမကြသေးခင်ကပဲ ဒီနေပြည်တော်မှာကျင်းပတဲ့ peace forum ကိုတက်ရောက်ခဲ့တယ်။ election ကိစ္စတွေညဉ့်ဉိုင်းကိစ္စတွေဆွေးနွေးခဲ့တယ်။မြန်မာပြည်နဲ့ပတ်သက်ရင်မစိမ့်တဲ့သူတယောက်ပေါ့။အရင်ကလည်း HD Center လို့ခေါ်တဲ့ Humanitarian Dialogue မှာလည်းသူက special advisor ဖြစ်နေလောက်ခဲ့ပူတယ်သူတယောက်ဖြစ်တယ်။ဆိုတော့မြန်မာစစ်ဘိုလ်တွေနဲ့ရောလိုက်ခံတယ်ရောမစိမ့်တဲ့သူတယောက်ဖြစ်တယ်လို့တော့ကျွန်တော်ပြောလို့ရတယ်။သူ့ရဲ့ posting ကတော့နိုင်ငံရေးဝန်ကြီးဖြစ်တဲ့အတွက်ကြောင့်မြန်မာအရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့လှုပ်ရှားမှုတွေပို့တွေ့ရနိုင်တယ်ပေါ့နော်။အဲ့တော့ဆရာဆက်ကမြန်မာပြည်နဲ့မစိမ့်ဆိုရင် တက်ဆင်ရှင်တာဘောကရောတက်ဆင်ရှင်တာဘောလည်းမြန်မာပြည်နဲ့မစိမ့်တာကျွန်တော်တွေ့ရတယ်။ဟိုးအရင်ခေတ်တည်းကနာဝဒနာဘာခေတ်တည်းကဘူဂျုံမူကြီးဟောက်တန်းရွှေတို့ဘူဂျုံကြီးခင်ညွန်းတို့နဲ့အတုံရင်းနှီးခဲ့သူလည်းဖြစ်တယ်။အချိန်ထဲမှာပဲအခုလက်ရှိစစ်ကောင်းဆောင်နဲ့လည်းရင်းနေတယ်။မကြာသေးခင်ကပဲဧပြီလတုန်းကဆိုရင်အဲ့ဒါမလေးရှားဝန်ကြီးချုပ်အန်ဝါဧဘရာဟင်ရဲ့သူ့ရဲ့အာပူတွဲပြီးတော့ဘူဂျုံကြီးမြောက်လာကိုဖိတ်ခဲ့တယ်ဧပြီလမှာပေါ့နော်။ဘန်ကောက်မှာရှိတဲ့ ဟိုတယ်တခုမှသူတွေ့ဆုံခဲ့တယ်မြန်မာယူဆွေးနွေးခဲ့တယ်အဲ့တိုင်ငင်တော့လည်းအိဆိုင်ဘွားပြန်လာတဲ့ချိန်နဲ့စပြီးတော့ဟလာသူမြန်မာပြည်ရဲ့ငြိမ်းချမ်းရေးလုပ်ပေးခြင်းနဲ့ဆိုပြီးတော့ EAO EAO ကိုကောင်းဆောင်တဲ့ချိုးတက်တစိခေါ်ထွက်ခဲ့တာရှိပါတယ်မြန်မာပြည်ရဲ့အကူအညီပေးမယ်ဆိုတဲ့သူကတော့အခုလောဆိုတော့ထောင်ထဲဝင်သွားပြီပေါ့လေဆိုတော့အခုတက်စင်အဖမ်းခံထိတဲ့ဟာကိုဟာလုံးထောင်ထဲဝင်တာဟာဝမ်းသာဆုံး ဘသူဖြစ်နိုင်လဲဝန်သားဆုံးတော့မသိဘူးပေါ့နော်အဲဒီတဲမှာတော့ဝန်သားဝန်နေလည်းရှိမယ်သူ့ကိုထောက်ခံတဲ့သူတွေကတော့ဝန်နေကြမှာပေါ့ထောင်ထဲပို့တဲ့အချိန်မှာတော့ရုရှားတချို့လိုက်ရုရှားတွေအချက်ကြီးလိုက်သွားတာမျိုးတွေတိုက်သွားတာမျိုးတွေသူ့ကိုလိုက်ပို့တာမျိုးတွေရှိတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ခုနကျွန်တော်ကျွန်တော်ပြောချင်တာတက်ဆင်ထောင်ထဲရောက်သွားတာကိုချိန်ပြီးဝန်သားနေမဲ့သူတယောက်တော့ရှိတယ်အဲ့ဒါတော့ဒီတော့ကမ္ဘောဒီးယားနိုင်ငံမှာဝင်ကြီးချုပ်ဟောင်းတောင်ဝင်ဝင်ကြီးချုပ်တောင်ဝင်ကိုယူခဲ့ဘူးလားဟောဆမ်မဲပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့3လ4လပါတယ်ဖြစ်ခဲ့တယ်လေနော် တက်ဆင်ရဲ့ကိုဘွားဖြစ်တဲ့သူ့ရဲ့သမီးဝင်းကြီးချုပ်ဟာဝင်းကြီးချုပ်ဟောင်းမဲ့အခုဖြစ်သွားပြီဖက်ထန်ထောင်ကိုဟလာနေ့ blood mail လုပ်ပြီးတော့သူ့ရဲ့ phone conversation ကို leak လုပ်ပြီးတော့ဟလာအဲ့အမှုနဲ့ပဲတက်ဆင်ရဲ့သမီးဖက်ထန်ထောင်ဟာဝင်းကြီးချုပ်ဘွားနဲ့ဖက်ပြလိုက်ရတယ်ဟလာနော်ဆိုတော့ဒါဒီကုန်လုံးနောက်ကနေတေချာကျိုးဆွဲပြီးတော့သွားကြတယ်အားတော့ကမ္ဘောဒီးယားဝင်းကြီးချုပ်ဟောင်းဖန်ဆန်ပေါ့ဆိုတော့သူကြတာပါလဲဆိုတော့အခုအနုတီဝင်းကြီးချုပ်ဖြစ်တဲ့ ဖြစ်ပြီဆိုတဲ့အချက်နဲ့စပြီးလွန်ခဲ့တဲ့တရက်နှစ်ရက်ကနေစပြီးတော့အလားအခုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲသားဟွန်ဒက်ကနေပြီးတော့ဒီဖြစ်နေတဲ့နေဆက်ပြိပက္ခကိုဖြည့်ရှင်းခြင်းနဲ့တက်တည်ဆုံးမဲ့ကိစ္စကိုလည်းဆွေးနွေးပြရစီဆိုပြီးတော့ငင်းငင်းလေးလည်းလှပြီးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါနဲ့အဲ့ဒါဆိုရင်တက်ဆင်ကလည်းကြိတ်ပြီးတော့ဂျေကွဲရမယ်သဘောရှိတာပေါ့ဟုတ်အောင်ဆိုတော့ဟုတ်တယ်ဟုတ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်တော့မသိဘူးဥစား quarantine က9ရက်နေရမယ် ပြီးရင်သူတို့ prison visit ဆိုရှိတယ်ပြီးတော့ lawyer လာတွေ့ရမှာရှိတယ်ဒါတွေကတော့သူတို့ရဲ့ standard procedure လို့ခေါ်တဲ့ဘိုးတော်မှာကျင့်သုံးတဲ့ policy တွေအတိုင်းအခုအကျဉ်းသားဖြစ်သွားတဲ့ taxin ကိုလည်းအဲ့ဒီထုံးစံတိုင်းသွားမယ်ပေါ့နော် quarantine ပြီးသွားပြီဆိုရင်တော့ဘယ်သူတွေကိုလာလိတ်ခိုင်းမယ်ဘယ်သူလာလိတ်ခွင့်ရှိမလဲငွေကြေးဘယ်လိုသုံးစွဲရမလဲဘယ်အခန်းမှာရှိမလဲ seven နဲ့တွေ့ဆုံခွင့် a lawyer ရှေ့နေနဲ့တွေ့ဆုံခွင့်အဲ့ဒါတွေကတော့သူတို့ရဲ့နိုင်ငံမှာရှိတဲ့သူတို့ standard procedure တိုင်းသွားမယ်လို့ပြောထားတာရှိပါ အခုတသင်းဒီထောင်ကျတဲ့တရင်နဲ့အဲမတိမ်မရင်ပဲကျွန်တော်တို့ဒီတွေ့ရတဲ့တရင်ကတော့ဒီနေပြီးတော့ထောင်ထဲမှာကျင်းကြခံနေရတဲ့ဒေါန်ဆန်းစုကြည်ကျမိုင်မကောင်းဆိုတဲ့တရင်ကိုလည်းကျွန်တော်တို့တပြိုင်နက်ထဲတွေ့ရတွေ့ရတာပေါ့ကွာဆိုတော့ပြောရမယ်ဆိုနှစ်ယောက်စလုံးကတကြီးအဲနိုင်ငံကြီးသမားကြီးတွေဖြစ်နေပြီဟုတ်လားတယောက်ဆိုလို့ရှိရင်80ကျော်တယောက်ဆိုလို့ရှိရင်80ဟုတ်လားဆိုတော့အဲ ဒီလိုမျိုးဟိုနှစ်ယောက်စလုံးအတက်ကြီးရွယ်ဟိုနှစ်ယောက်အဲ့လိုနိုင်ငံဟိုနိုင်ငံရေးသမားကြီးနှစ်ယောက်စလုံးအဲ့လိုထောင်ထဲမှာရောက်နေတာဟိုအဲ့လိုမျိုးမြင်ရတဲ့ခါမှာကျတော့ကိုအောင်စောအနေနဲ့ဘယ်လိုကောက်ချက်ချကျင်လဲဒီပြောရရင်တော့ဒီခုနကကိုရဲနေပြောခဲ့သလိုမြန်မာနိုင်ငံအချင်းထောင်ထဲမှာအချင်းကြနေတော်ဆန်းစုကြည်ပေါ့ဒါပေမဲ့ဘယ် location မှာဘယ်နေမှာအချင်းချတယ်ဆိုတော့ information ကျွန်တော်မှမရှိဘူးဒီနေ့ ထောင်ထဲရောက်ခဲ့တဲ့ငါးနှစ်ပြည့်တော့မယ်ဟာလားအဲ့80အရွယ်ရှိတဲ့လူလူကလေးစားကြည်ညိုတဲ့ state counselor ဖြစ်တဲ့တွန်ဆန်းစုကြည်ပြန်မထိတ်ထားတဲ့ပြန်မထင်းချုပ်ထားတဲ့ခုနကပြောသလိုရှေ့နေနဲ့တွေ့ခွင့်ရသလားအဲဆောင်နဲ့တွေ့ခွင့်ရသလားဆိုတဲ့ကိစ္စတွေဆိုဒီနေ့ဒီတင်းအမှောင်ချထားတာကိုကျွန်တော်တို့တွေ့ရတာဒါကတော့ကျွန်တော်အင်ဒီဂျင်းနိုင်ငံမှာထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံဒီသူကပြောခဲ့တဲ့ MG နိုင်ငံရဲ့အချင်းသားနှစ်ယောက်ရဲ့ကွဲပြားချက်တွေပေါ့နော်ဆိုတော့ ဒေါန်ဆန်းစုကြည်တရင်လူမျိုးထွက်လာတဲ့ဟာကိုတော့အဲစစ်ကောင်မရှင်လို့ပြောရမှာပေါ့နော်အခုကတော့ပြောင်းလိုက်ပြီးစစ်ကောင်စီကနေဆိုတော့စစ်ကောင်မရှင်ရဲ့ပြောရေးဆိုခွင့်ရသူအဲဘူဂျုံဇော်မင်းထွန်းပြန်ပြီးတော့ဖြေပုံကြည့်ရတာတော့တော်တော်လေးကိုဒီသတင်းပေါ်မှာအဲ့လိုမျိုးဟိုဒေါသထွက်တဲ့ပုံပဲတော်ဆန်းစုကြည်နေမကောင်းဆိုတဲ့ကိစ္စပေါ့သူသူနှလုံးရောဂါဖြစ်နေကိစ္စအသက်80အရွယ်တော်ဆန်းစုကြည်တက်ကတော့ဘသူပဲဖြစ်ဖြစ်ဘယ်အရွယ်ပဲဖြစ်ဖြစ် သက်80အရွယ်မှာတော့နေချင်းညချင်းဆိုသလိုသူ့ရဲ့ကျန်းမာရေးအခြေအနေပြောင်းလဲသွားနိုင်တော့ဟုတ်တယ်မလားဆိုတော့ဒါကတော့ဟိုကျွန်တော်မြင်တာကတော့ပေါ့နော် ကိုတောင်ဆန်းစုကြည်ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့တန်ခင်မရစ်ကတောင်ဆိုရတယ်ရှိတယ်နိုင်ငံခြားအစိုးရတွေလည်းစောင့်ကြည့်ရတယ်ရှိတယ်ရာဂုံမှာရှိတဲ့တန်ယုံတွေကလည်းတောင်ဆန်းစုကြည်အခြေအနေမလို့ရှိနေတယ်လဲသူ access တွေရအောင်ကြိုးစားရတယ်ရှိတယ်တောင်ဆန်းစုကြည်ထောင်ထဲမှာမဟုတ်တော့ဘဲနဲ့ဝန်ကြီးအဆင့်လည်းပဲထားတဲ့ပေးတဲ့အဆောက်အဦတစ်ခုမှထိသိမ်းထားတာဖြစ်တယ် အဆောင်လျှောက်တွေရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ဆန်းစုကြည်ရဒီစစ်တပ်ဝင်တစ်ခုထဲမှာရှိတဲ့ဒီ gas out တစ်ခုမှာထိမ့်သိမ်းထားတယ်အဲ့တဲ့င်းကိုလည်းဒီအဲ့ဒီဝင်းတွေကိုမှာထိမ့်သိမ်းခံပြီးတော့ခဏဆစ်ဆစ်ခံရတဲ့စီဝိုင်းလုပ်ငန်းရှင်တို့ချို့ကတွေးခဲ့တယ်ဆိုတော့တရင်မျိုးတွေလည်းရှိတယ်ပေါ့ဒါပေမဲ့အခုချိန်ဒီစစ်ကော်မရှင်ထုခဲ့ထွက်ပြီးတော့ကုလတေတေချာတရားဝင်ဖြည့်ရှင်းမပေးနိုင်သေးတာကျွန်တော်တွေးရတာပေါ့နော်သူသားတွေဒီတရင်တွေရှိတယ်ဒီတရင်နဲ့တူကျွန်တော်တို့က ခုနကျွန်တော်တို့ဆွေးနွေးခဲ့သလို taxing ထောင်ထဲရောက်တဲ့တည်င်းနေကျွန်တော်တို့ကျွန်တော်ပထမဆုံးနေကျွန်တော်ကျွန်တော်တို့ဒီတမိုင်းမှာပထမဆုံးနေဒါတခါတော့တကယ်ရှမ်းရှမ်းရောက်နိုင်မယ်ကြီးခဲ့တဲ့ powerful တကယ်ဖြစ်ခဲ့တဲ့ဒါထိုင်းနိုင်ငံဝန်ကြီးချုပ်ထောင်ထဲဝင်သွားပြီအဒီတည်င်းနဲ့ Dawson's ဖြစ်တဲ့တည်င်းကိုကျွန်တော်ကြားရတဲ့ကမ္ဘာခုနလိုမျိုးမေးခွန်းတွေအထွေထွေပေါ်လာတယ်လို့ပြောပါဟုတ်ကဲ့ကိုအောင်ဆိုဒီလိုတင်ပါတယ်ဒီလိုတင်ပါတယ်ဟုတ်ရဲ့